ဒီ Golden Rule Security ပေါ့နော်ကိုယ့်ရဲ့အကောင့်ကိုဘယ်လိုမျိုးလုံခြုံအောင်ထားမလဲဒီမှာကျွန်တော်အချက်၃ချက်နဲ့ရှင်းရှင်းပြပေးမယ်အဲ့ဒါကဘာလဲဆိုရင် Never share your key or password ပေါ့နော်ကိုယ့်ရဲ့ key တွေ password တွေကို share လုံးမရဘူးနောက်တစ်ခုအနေနဲ့အမြဲတမ်းဒါပဲ check လုပ်ပါ link တွေကိုခုနကကျွန်တော်ရှေ့မှာပြောထည့်ပြောခဲ့တယ်လို့ link တွေကိုအမြဲတမ်းနှစ်ခါသုံးခါစစ်ပါမသိရင်မေးပါပေါ့နော်နောက်တစ်ခုအနေနဲ့က trust no one who message your privacy နော်ကိုယ့်ရဲ့ အမြဲတမ်း private မှာလာတဲ့ message တွေကိုတတိထားပြီးတော့ဘာလို့မဆိုလားပြောတိုင်း queue ဆိုင်ပြီးတော့မှတုံ့ပြန်ပါဟုတ်ကဲ့ပါနောက်ထပ် slide တစ်ခုပါဟုတ်ကဲ့ဒီ design မှာတော့ကျွန်တော်ကဒီ crypto wallet နဲ့စပြီးတော့ပထမအဆုံးပြောမယ်ကျွန်တော် wallet account တစ်ခုဖွင့်နေဆိုပါဆိုကျွန်တော် metamask wallet trust wallet ပြီးရင်အစရှိပြင် wallet တွေအများကြီးရှိတယ်အသုံးများဆုံးကကျွန်တော် metamask ကိုအသုံးများကြတယ်ပေါ့နော်အဲ့လိုမျိုး wallet တစ်ခုဖွင့်တဲ့အခါမှာ seed rate တွေရှိတယ် safe rate ကကျွန်တော်7လုံးရှိတယ်24လုံးရှိတယ်။ဒါမျိုးရှိတဲ့အခါမှာတချို့ကျွန်တော်ဒီနေရာမှာကျွန်တော်နမူနာတစ်ခုပြောပြပေးခြင်းတယ်။ဒါကတကယ်ဖြစ်ပျက်ခဲ့တဲ့အဖြစ်ပျက်တွေလေဆိုလဲမမောက်ဘောနော်။ဘာလဲဆိုတော့ကျွန်တော်တို့ user တယောက်ကသူက crypto နယ်ပယ်ကိုအခုမှစပြီးတော့ရောက်လာတယ်။ crypto နယ်ပယ်ကိုအခုမှစရောက်လာတဲ့အခါမှာသူက wallet ဆိုတာဘာလဲမသိဘူး။ crypto ဆိုတာပဲတည်ရပါတော့ crypto ဆိုတာဒီ USDT တို့ bitcoin တို့ ether တို့အစရှိတဲ့ဖြစ်ဒါတွေလောက်ပဲနမိတ်လောက်ပဲတည်တယ် wallet ကိုဘယ်လိုဖွင့်ရမလဲမသိဘူး wallet ကိုဘယ်လိုဝင်ရလဲဆိုတာမသိဘူးအဲ့ဒီမှာအစရှိပြန်အယောင်ဆောင်ကူညီတဲ့ပုံစံမျိုးပေါ့နော်ဆိုပါစို့ကူညီတဲ့လူတစ်ယောက်ကလာပြီးကိုယ့်ရဲ့တရားမှာလာပြဆက်တယ်အော် wallet မဖွင့်တတ်ဘူးလား wallet ဖွင့်ပြီးတင်ပေးမယ်ပေါ့အဲ့ဒီမှာကိုကသူ့ကိုယုံကြည်လိုက်တယ်ယုံကြည်ပြီးတော့အော် wallet ကဘယ်လိုဖွင့်ရလဲဆက်ပြန်အဲ့ဒါ screen share ဆိုတဲ့ပုံစံမျိုးနဲ့လာတယ်အဲ့ဒီမှာကိုကယုံကြည်ပြီးတော့ metamask ကိုဒေါင်းလိုက်တယ်ဒေါင်းပြီးတော့အဲ screen share လိုက်တယ်စကရင်ရှိုက်မယ်သူကဘလို့ဖွင့်မှာအစရှိပြန် ဒီလေးကြကြပြောလိုက်မယ်အဲ့ဒီမှာကိုကသွားပြီးတော့ဖွင့်တဲ့ချိန်မှာကျွန်တော်ဒီ safe rate 24လုံးအောင်12လုံးပေါ့နော်12လုံးအောင်24လုံးပေးတယ်အဲ့ဒါကိုကိုကသွားပြီးတော့ပြလိုက်တဲ့ခါမှာ तू အဲ့ဒါလေးကို screenshot ရိုက်ယူထားလိုက်ပါညာဆိုမဲ့သူ့ဘက်ကလည်း तू ရိုက်ပြီးတော့ယူထားလိုက်ပြီကိုရဲ့ wallet ကိုဒီ wallet ရဲ့ safe rate ကိုယူထားလိုက်ပြီယူထားလိုက်တဲ့ခါမှာကိုကမသိလိုက်ဘူးဒါပေမဲ့ဟိုဘက်က scan မဲ့လူကယူထားလိုက်ပြီကိုကအဲ့ wallet ကိုပဲတုံးနေတယ်အဲ့ wallet ထဲကငွေထည့်နေတယ် ဟိုမှာဒေါ်လာ1000 2000အစားပြည့်ထိနေတဲ့အခါမှာဟိုဘက်ကဖွင့်ပေးလိုက်တဲ့အတွက်ကိုယ့်ရဲ့ wallet safe rate ကိုသိတဲ့အတွက်အချိန်မီရွေးယူပြီးတော့ဒီသူ့အကောင့်ထဲလွှဲသွားလို့ရတယ်။ဒါမျိုးပြဿနာတွေရှိမှအများကြီးရှိခဲ့ပြီးပြီ။ဒီတော့ကိုကိုတိုင်း crypto level ကိုရောက်လာတဲ့အခါမှာတတိထားမှာ wallet ကိုဘယ်လိုဖွင့်ရမလဲဆိုတော့ကိုပါကိုလေ့လာပါ။အမြဲတမ်းကျွန်တော်ပြောတယ်ပေါ့နော် DYO ကလုပ် DYO ဆိုတာကိုပါကိုအမြဲတမ်းဒီ do your own research ပေါ့နော်အမြဲတမ်းလေ့လာနေပြီးတော့ ကိုပါကိုအကောင့်နေဖွင့်တောင်ကြည့်ရမယ် wallet safe rate တွေကိုဘယ်လိုမျိုးမှတ်သားရမယ်ဘယ်လိုမျိုးလုပ်ရမယ်ဆိုတာတတိထားမယ်အရာတွေပေါ့နော်ဒါတွေကလုံးဝတတိထားတဲ့နေရာတွေနောက်ထပ်တစ်ခုအနေနဲ့ကတရားဝင် website link ဟုတ်မဟုတ် စစ်ဆေးရမှာပေါ့နော်ကျွန်တော်ဒီမှာလည်းပြောပြရှိမှာလည်းပြောပြခဲ့တယ် wallet အတူတွေ website link အတူတွေအစရှိမြ STB ဆိုတဲ့ STB ရဲ့ link ပုံစံမျိုးစင်တူရိုးမှားတွေလုပ်ပြီးတော့လာပြီးတော့ချတာတွေဒါမျိုးတွေဝင်တဲ့အခါမှာကို့အကောင့်ကနေပါသွားနိုင်ပါတယ် ကိုယ့်ရဲ့ account ရဲ့ငွေကြေးတွေပါသွားနိုင်ပါတယ်ဒါကိုတတိထားဖို့လိုအပ်ပါတယ်ဟုတ်ကဲ့ပါနောက်ထပ် slide တစ်ခုပါနောက်ထပ်တစ်ခုကဒီဇိုင်းတစ်ယောက်ကကိုယ့်ရဲ့ private message ကိုလာပြီးတော့စာလာပို့ရင်ချက်ချင်းမယုံနဲ့ပေါ့နော်ဘာဖြစ်လို့လဲကျွန်တော်ရှေ့မှာပြောခဲ့ပါတယ် STB ရဲ့ ICO 12စတဲ့အခါမှာအကုန်လုံးကဒီ share ကိုမွေရမှာဇောနဲ့မွေရမှာစိုးတဲ့စိုးရိမ်မှုနဲ့ပေါ့နော်အစရှိရင် DM မှာစပြီး message တွေလာပို့ရဲဆိုရုံချီပြီးတော့ တ်ဆက်တွေလွှဲလိုက်တယ်အဲ့ဒီပတ်ဆက်ကိုလိမ်ပြေးသွားတယ်ပြီးတော့ USD တွေရောင်းလို့ရတယ်ဝယ်လို့ရတယ်အစရှိတဲ့ဒီ ICO share တွေရသေးရဲ့ဆွဲပုံစံမျိုး ਨੇ အများကြီးလာပြီးတော့လိမ်တယ်အဲ့ဒီမှာကိုကရကျင်စောနဲ့သွားပြီးတော့ပို့တဲ့အခါမှာကိုကတေချာမသိဘူးဟုတ်တယ်လို့ယုံကြည်ပြီးတော့ပို့လိုက်ကမှာဟိုဘက်က scan သွားတယ်ဒါကဒီ security ဘိုင်းထဲမှာပါတယ်ကိုအလိမ်မခံဟိုကကို့အတွက်အဓိကအချက်ပေါ့နော်အဲ့ဒါကိုကိုကတတိထားမယ်နောက်ထပ်တစ်ခုအနေနဲ့ ကိုကစမပြောရင်လည်းခရစ်တိုခရစ်တိုအကြောင်းကိုလာပြီးတော့ပြောတဲ့လူတွေဆိုရင်တတိထားတကယ်ရှင်းပြပေးခြင်းတဲ့လူရှိတယ်တကယ်စကမ်မက်တွေရှင်းစကမ်မက်တွေကရာဂိုင်းတော့ပို့ပြီးတော့များတယ်အဲ့တော့ကိုကအဲ့ဒီအချက်ကိုတတိထားပြီးတော့ဆက်ဆံရမယ်နောက်ထပ်တစ်ခုအနေနဲ့ကတရားဝင်အာမနေဝဲယုံကြည်ရမယ်ပေါ့နော် ပြောချင်တာကကျွန်တော်တို့ STB ကနေတရားဝင် IM list ထုတ်ပေးတာရှိတယ်ကျွန်တော်ဒါလည်းအဝေးသွားပြီးတော့ရှာနေစရာမလိုဘူးကိုရဲ့ STB ကောင်းတဲ့ဝင်လိုက် ပြီးရင် deposit က RM list မှာသွားပြီးတော့ကြည့်လို့ရတယ်။အဲ့ဒီမှာဆို value က RM ဘယ်သူက RM မဟုတ်ဘူးဆိုတဲ့ပုံစံမျိုးစစ်ဆေးလို့ရတယ်။ဒီတော့အဲ့ RM list ကနေပဲဆက်တွယ်ပြီးတော့ကိုယ့်ရဲ့ငွေဖြည့်တာဖြစ်ဖြစ်ကိုအယောင်းဝယ်လုပ်ချင်တာဖြစ်ဖြစ်ဒါတွေကိုဆက်သွယ်ပြီးတော့လုပ်တင်တယ်။နောက်တစ်ခုအနေနဲ့ဘဲ RM ကမှကိုယ့်ရဲ့ private key တွေ password တွေကိုမတောင်းဘူး။ဆိုတော့ RM အယောင်းဆောင်တဲ့လူကရောင်းလို့မရဘူးဆိုကြမှာမင်းရဲ့ account password ပေးပါလို့ ကြီးမေးပေးပါအစရှိတဲ့ပြင် safe rate ပေးပါပုံစံမျိုးလာနိုင်တယ်ဘယ် RM ကမှကိုယ့်ရဲ့ account ရဲ့ password တွေ username တွေအာ username တော့မေးမယ်ပေါ့နော်ဘာလို့ STB တော့ငွေထည့် username နဲ့ထည့်ရပေါ့နော် username နဲ့ဖြစ်ဖြစ်ကိုယ့် account UID နဲ့ဖြစ်ဖြစ်ထည့်တယ် password တွေကြီးမေးတွေအစရှိမြေမေးမှာမဟုတ်ဘူး safe rate တွေမမေးဘူးအဲ့ဒါကိုကိုယ်က queue site ပြီးတော့အဲတတိထားရမယ်ပေါ့နော်ဘာဖြစ်လဲဆိုတတိမထားရင်ကိုကလိုချင်စောနဲ့ မရမှာစိုးတဲ့ဇောနဲ့သွားပြီးတော့လှုပ်လိုက်တယ်ဆိုရင်ကိုယ့်ကောင်ထဲမှာရှိတဲ့အရာတွေပါသွားနိုင်ပါတယ်ဒါကတော့ကျွန်တော်ပထမတစ်ပိုင်းအနေနဲ့ရှင်းပြပေးခဲ့တာဖြစ်ပါတယ်